အောင်ဆောင်လှိုင်ကူကနေဒီတစ်ခေါက်မှလည်းမုတ်ဖုတ်ဆက်မပါဘဲနဲ့ငပြောဒီကိမ့်မုံကိုဘယ်လိုမျိုးလုပ်မလဲဘယ်လိုမျိုးပေါင်းပြီးတော့ဖုတ်မလဲဆိုတာကိုတင်ပြပြီးတော့မှဖြစ်ပါတယ်။ ငပြောသီးကိုတော့နူးညံ့တဲ့သီးမွေးငပြောသီးကိုသုံးထားပါတယ်သီးမွေးငပြောသီးအရွယ်တော်လေး15လုံးသုံးထားပါတယ်ကြအူကတော့အလုံး20သုံးထားပါတယ်ပြီးတော့နွားနို့ကိုတော့900မီလီလီတာသုံးထားပါတယ်ဂျုံမုံကတော့ကိတ်ဂျုံသုံးထားပါတယ်800မီလီဂရမ်ဖြစ်ပါတယ်ကျွန်တော်ကတော့အခုနကငပြောသီးရဲ့ ကျက်ဥရဲ့နွားနို့ရဲ့ကိုဆက်လေးနဲ့ပေါ့လက်လက်ဆက်လေးနဲ့အရင်ကျိတ်လိုက်ပါတယ်ကျိတ်ပြီးတော့မှဂျုံကိုစစ်ပြီးတော့ဒီလိုထည့်လိုက်ပါတယ်ကိတ်ဂျုံကိုဒီလိုမျိုးစစ်ပြီးတော့နော်ထည့်ပြရမှာဖြစ်ပါတယ်ဒါငါပြောသည့်အနှစ်ကများပြီးသားဆိုတော့ကျွန်တော်ကတော့ဂျုံကိုလည်းလည်းလျှော့လိုက်ပါတယ်ဒါကတော့ baking powder ဖြစ်ပါတယ်လက်ဖက်စားစွန်းနဲ့တစုံခွဲလောက်ထည့်လိုက်တယ်ဘေကင်းဆိုဒါကိုလည်းလက်ဖက်စားစွန်းနဲ့ နှစ်စွန်းလောက်ထည့်လိုက်ပါတယ်။ညာကတော့ဗနီလာ အမွေးရည်လေးကိုလည်းများများလေးထည့်လိုက်တယ်ပိုမွေးအောင်လို့ပါ။ဒါကတော့ yeast ပါ yeast ကိုလည်းဖတ်စားစွန်းနဲ့တစ်စွန်းခွဲထည့်လိုက်ပြီးတော့ရော်သမမွေးရမှာဖြစ်ပါတယ်။ဆက်မရှိပေမဲ့လည်းเนาะဒီလိုမျိုးလက်လက်လောက်တာလေးရတယ်ဆိုတာလေးကိုအဲလိုင်းပေါ်မှာတွေ့တော့လိုက်လို့ကြည့်တော့အောင်မြင်သွားလို့ပြန်လည်တင်ပြခြင်းဖြစ်ပါတယ်။ငပြောသည့်ကိတ်ကပို့ပြီးတော့စားကောင်းပြီးတော့ပို့ပြီးတော့အောင်မြင်ပါတယ်။ အရသာတို့ကတော့စားတဲ့တကြကိုကြိုက်တယ်လို့ထဲပါချူချူလေးစက်ထားမှဖြစ်ပါတယ်ဒါမှပဲကြက်သွားတဲ့အခါမှာအနေတော်ဖြစ်မှာပါအချူကဲပြီးတော့အရသာစက်ထားရပါမယ်အပြစ်အခြေကတော့ခုနကနော်ကျွန်တော်ဒီမှာပြရတဲ့အတိုင်းလေးအပြစ်အခြေလေးလောက်ရမယ်ပြီးတော့ကျွန်တော်ကကိတ်အယောင်လေးလှအောင်လို့အနီအောင်စိုးစီလေးအဲ food dye လေးနည်းနည်းထည့်ပါတယ် ါမှမပဲအယောင်လေးရပူလာမှာဖြစ်ပါတယ်။မပြောသည့်တဘာဝအယောင်လေးလုံလဲရပါတယ်။ဒီဟောင်းလဲပို့ပြီးတော့နှက်ဆက်အောင်လို့ပေါ့နော်။ကျွန်တော်ကတော့ဆန်းတဲ့တခါထက်ကျိတ်ပါတယ်။ဆန်းတဲ့တခါထက်ကျိတ်ပြီးတော့မှအမုံသားလေးတွေညံ့တဲ့အထိကျိတ်လေးလေးကိတ်သားလေးရပို့ပြီးတော့နူးညံ့လေးလေးဖြစ်ပါတယ်။ဒါဂျုံထဲပြီးနောက်ပိုင်းဝင်လဲကျွန်တော်ကထပ်ပြီးတော့ဆက်နဲ့ကျိတ်တာဖြစ်ပါတယ်။ပြီးတော့စီထဲပါတယ်။ထောပတ်မရှိတော့လို့ပါအမှန်မှန်တော့ ထောပတ်ထည့်ရင်တော့ပုံပြီးတော့မွေးပါတယ်ဒါပေမဲ့ငပြောသေးနဲ့လေးမွေးပြီးသားဖြစ်တဲ့အတွက်ရိုးရိုးစီနဲ့လည်းထည့်လို့ရပါတယ်ကဲဒါဆိုရင်ကျွန်တော်အာဘန်ထဲမှာစီတုပ်ပြီးတော့ထည့်ပါမယ်ကျွန်တော်ဒီတစ်ခေါက်မှာတော့စကူအောက်မှာမခံဘဲနဲ့စမ်းကြည့်လိုက်တာဖြစ်ပါတယ်ရိုးရိုးဘန်းနဲ့ပဲစီတုပ်ပြီးတော့အဲပေါင်းတယ်ကိဟိုဖုတ်တယ်ဆိုဘလို့ဖြစ်မလဲပေါ့နော်ကျွန်တော်နှစ်ဘန်းရပါတယ်နှစ်ဘန်းရတဲ့အတွက်နှစ်ဘန်းခွဲပြီးတော့ထည့်လိုက်ပါတယ် တကယ်တော့ cake ဟုတ်တယ်ဆိုတာက cake paper လိုပါတယ် baking paper လိုပါတယ်ကျွန်တော်ဒီဟာမထည့်ပဲလုပ်ကြည့်တော့ဖင်ကတ်သွားတယ်เนาะပြီးရင်တွေးလိုက်မယ်ဒီလားပြီးလို့ရှိရင်เนาะဒီမုံသားလေးကိုခဏလောက်နှက်ထားရမယ်နိုင်ဝက်တနိုင်လောက်နှက်ထားရမှာဖြစ်ပါတယ်မုံသားလေးပွာလာပြီဆိုတော့မှပဲအပထမတစ်ခေါက်လုပ်တယ်လို့ပဲเนาะရေမဝင်အောင်လို့ဒီအသီးထုတ်တဲ့ပလတ်စတစ်တွေเนาะပလတ်စတစ်နဲ့လုံအောင်ပိတ်ပြီးတော့အဲပေါင်းတဲ့ ဒဲအိုးမှာသွားပြီးတော့ပေါင်းရမှာဖြစ်ပါတယ်။ရှင်နွေးစုမှာပေါင်းတဲ့ဒီငပြောဒီကိတ်ကိုထည့်ရမှာဖြစ်ပါတယ်။ကျွန်တော်ပေါင်းချိန်ကတော့20ပေါင်းတဲ့အတွက်တနာယီပေါင်းလိုက်ပါတယ်။တနာယီပေါင်းလိုက်ပြီးတော့ရလာတဲ့ကိတ်မုတ်ဖြစ်ပါတယ်။ကိတ်မုတ်ကတော့ oven မရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကနောက်တစ်ဆင့်အနေနဲ့ကိတ်မုတ်နဲ့လေးပိုမွေးပြီးတော့အဲလိုစားလို့ကောင်းအောင်လို့ကျွန်တော်အပေါ်ပြီးအောက်ပြီးနဲ့ထပ်ပြီးတော့ ဖုတ်လိုက်ပါတယ်အပေါ်မီအောက်မီနဲ့15မိနစ်မိနစ်20လောက်မီအေးအေးလေးနဲ့ဖုတ်လိုက်တဲ့အချိန်မှာတော့တကယ်ကိုအဲငပြောဒီကိတ်အရသာလေးရသွားတာဖြစ်ပါတယ်မီးများလို့မရအောင်เนาะအဲ့တော့အောက်မီရောအပေါ်မီရောအနေတော်လေးနဲ့ဖုတ်ရတာဖြစ်ပါတယ် ဒါကျွန်တော်လည်းတစ်ခါမှမလုပ်ဘူးเนาะဒါကွာသားကိုအဲဗမာမုတ်နေလုပ်ရင်အဲ့လိုလုပ်တယ်ဆိုတော့ကျွန်တော်စမ်းကြည့်တယ်နည်းနည်းပြင်လေးကအဲ့လိုမျိုးအယောင်လက်လက်လေးရသွားတယ်အနက်လေးကလည်းပူပြီးတော့မွေးသွားပါတယ်ဒါဒါဆိုရင်တော့ငပြောဒီဂိတ်မှုရပါပြီကျွန်တော်ဆိုင်နေမှာဝယ်စားတဲ့ငပြောဒီဂိတ်မှုအတိုင်းပဲเนาะတကယ်ကိုအဲ share ရတာလေးရပါတယ်လို့เนาะအနက်ရောအရသာရော texture လေးရောအောင်မြင်ပါတယ်။ကျွန်တော်ဆက်ကူမကတ်ထားတဲ့အတွက်ကြောင့်လည်းနည်းနည်းလေးခွာရတာခတ်သွားပါတယ်။ပြီးတော့ဖင်လည်းကတ်သွားပါတယ်။ဒါမဲ့ဖင်ကတ်တဲ့ဂျိုးလေးကတော့ငြင်းဆားလို့ကောင်းပါတယ်။အမြင်ကတော့မလှတော့ဘူးဖြစ်သွားတာပေါ့နော်။ဟွန်းဒီမှာလေအဲဆက်ကူမပါတဲ့အတွက်ကြောင့်မလို့နော်။ဒီဒဲမှာဒီဘန်းမှာကတ်သွားတာပေါ့နော်။ကျွန်တော်ဒီကိမုံရဲ့အနောက်အနောက်ဘက်ခြမ်းပေါ့နော်။ဖင်ကတော့မလှတော့ဘူးပေါ့။အပေါ်ဘက်ခြမ်းလေးကတော့လှပါတယ်နော်။ ဆိုတော့ဒါလေးကိုကျွန်တော်လှီးကြည့်လိုက်မယ်။မရတာဘယ်လိုထွက်လာမလဲเนาะဒီ texture လေးကဘယ်လိုထွက်လာမလဲဆိုတာကိုကြည့်ရအောင်။ဟွန်းကိတ်သားလေးကလည်းတကယ်ကိုเนาะမပြောသည့်ကိတ်လိုမျိုးလေးရပါတယ်။ဆိုတော့အောင်မြင်တယ်ပေါ့เนาะအရသာစားကြည့်လိုက်တော့လေ။အဲကျွန်တော်ကအရသာဆက်တော့ချူချူလေးလောက်ထားတဲ့အတွက်အခုကြက်သွားတဲ့အချိန်မှာအနေတော်ပါပဲเนาะဒီမှာကိတ်မုံ၃လေးတွေရပါပြီ။အဲ့တော့လှုပ်စားကြည့်ပါเนาะကျွန်တော်တို့ ီဟင်းချက်တဲ့အိုးလေးတွေနဲ့လည်းလုပ်လို့ရတယ် rice cooker နဲ့လည်းလုပ်လို့ရတယ်လွယ်လွယ်ကူကူပဲပေါ့နော် oven မရှိပေမဲ့လည်းကိုယ်သာကိုယ်လှုပ်ရှားလို့ရတဲ့ game mode လုပ်တဲ့နည်းလေးဖြစ်ပါတယ်ဒါကတော့မပြောသေး game mode လုပ်နည်းဖြစ်ပါတယ် scooter